ကဲဒီနေ့တော့မလေးရှားကူလာလမ်ပူပူကေချာလီပိုလုံကွဲမှာချင်းပါမယ်မန်ယူပွဲကိုတွားချီဖူးချင်တော်လို့တွားနေပါတယ်ဒါကတော့ယထာပုံမှာအထာစီးတဲ့သူတွေလက်အနီရောက်ကြီးခဲ့ကဲဒါကတော့မန်ယူကစားသမားတွေပေါ့နော်မြုပ်ထဲမှာရှောင်းနေနေတဲ့အချင်းဒါကတော့ပူကေချာလီပိုလုံကွင်းကြီးပါဒီမှာ ွဲမတိုင်ခင်တရက်အလိုမှာရိုက်ထားတဲ့ YouTube ပေါ့ဒီပေါ်လုံးကအရန်ကိုကြီးတာအထက်မှာဆိုရင်တော့လူပေါင်း9000အဲ့လောက်ဆန်းတာဘောလုံးကရဲ့ဘေးနားဒီမှာမင်းယူဂျက်စီလေးတွေရောင်းနေကြပါတယ်ချက်ရှိုးရအောင်ကဲဒီနေ့တော့တကယ်ပွဲနေ့ရောက်ပါပြီ ဒါကတော့ပိုကေချာလီရဲ့ guitar station ပဲဖြစ်ပါတယ်ဒီဘူဒါကနေစင်းတန်နဲ့ပိုကေချာလီရဲ့ဘလုံးကွင်းကြီးကတော့ရောက်ပါပြီကားနဲ့လာတဲ့သူတွေလည်းတော်တော်များသေးတယ်ဒါပေမဲ့အခုချိန်မှာကားနဲ့သွားရင်တော့လမ်းကြီးအကုန်ပိတ်ပြီးတော့ဟိုးညချမှာပဲရောက်တော့မှာဒါတော့အပြင်မှာဝင်ဖူးဆောင်နေတဲ့သူတွေပါအရန်နဲ့ပူတယ် င်ကြတောင်းလေးတွေလည်းခတ်ဒါပွဲမစားခင်ငင်ခွင်းလေးပဲဖြစ်ပါရဲ့ဒါခင်ပွဲစားတော့မှာပါဒါတော့အရှာတင်းကနေ free kick ခံရမှာဖြစ်ပါတယ်ဒီမှာဦးနာနာနည်းနည်းတော့စိတ်မချရဘူးပြည်တယ် ီနီယာလေးမှာကာနာချူတာမရှိရင်ကိုးနိုင်တယ်။အိုးရှက်ဒီကောင်မျိုးဆရာ။ဒါကျွန်တော်တို့အာမြန်မာနိုင်ငံသားမောင်မောင်လုံးနဲ့မောင်လို့ခေါ်ကြတာခုတလတော်တော်နာမည်ကြီးနေတယ်။ဘလုံးပန်ဆံမူကတော့မယူရီယာပူတာတယ်။ဒါပေမဲ့ဒီပွဲမှာကတော့ မြန်မာနိုင်ငံသားမောင်မောင်လွန်းဆောင်ပြီးတော့တခုပို့လိုက်တာအာနယ်ပွဲရတော့တိမ်သွားပါတယ်မန်ယူရီရှုံးနေတယ်ဆိုရင်မဲ့တစ်ဖက်ကနေကြည့်ရရင်တော်တော်ကြောက်စရာတော့ကောင်းပါလေမြန်မာနိုင်ငံသားကိုးလိုက်တယ်ဆိုတော့လေနော်ဒီနေရာမှာတော့ကံပေါ်ကံရမှာဖြစ်ပါတယ်ဒီမှာဟို ရှင်ဒီနေရာမှာတာကိုတဲ့ဝင်တော့9နိုင်ပြီလာဒီနေ့ဗီဒီယိုကဒီလောက်နဲ့ပဲအဆုံးသတ်လိုက်တော့မှာပါကြည့်ရှုတို့အားလုံးလည်းကြည့်ဖို့တင်ပါတယ် subscribe လုပ်ပြီးကိုမိတ်ချနဲ့နော်